ကဲဒါကခုနကအဲခုနကချိန်ထားတဲ့ပြောင်းကော်မှု 15g ပေါ့နော်15 g ကိုရေအေးနဲ့အရင်ဖြောရမှာဖြစ်ပါတယ်ရေအေးလေးဒီလောက်တော့อืมရေအေးနဲ့ဖြောရမယ်အဲပြောင်းကော်မှုကအဓိကတော့သူကရင်နွေးတဲ့ကိုတန့်မထည့်လိုက်အောင်တန့်ထည့်လိုက်ရင်ပြောင်းကော်မှုတွေကခဲသွားပါပေါ့နော်ရေအေးနဲ့အရင်ဖြောရမယ်နော်ဒါကရေ3လီတာဒီရေ3လီတာတဲထားပါပေါ့နော်ခုနဗီဒီယိုရိုက်ညာနေရေနွေးရဆူနေလို့ရေနွေးရတော့ဒါဆူနေဒါခုနကဟိုချိန်ထားတဲ့ သိုးစီတို့ဗာညာတရကာတို့ပေါ့နော်အဲ့ဒါကြီးထည့်ဖြောဖြောပြီးချင်းတန်းပြီးတော့မှုရမယ်နော်ဒီကနှုတ်စီကကတ်တက်တယ်နော်ခုလည်းကျွန်မမှုရအောင်မယ်ဒါကခုနောက်ကနှုတ်စီရဲ့တကြားရဲ့စားရဲ့ပေါ့နော်အဲ့ဒါကိုဒီရဲကိုထည့်ပြီးတော့မှုရမှာဖြစ်ပါတယ်ရင်းနှီးစုတဲ့ခါကျရင်နော်အဲ့ဒါကိုပြန်ပြီးတော့စုပွက်အောင်ပြန်ထားရမယ်ပေါ့နော်အနုပါမို့ရေခဲကြောင်းလို့လို့ရှိရင်ဒါတော့3လီတာရေ3လီတာတည်းနည်းနည်းလေးပို့ထည့်ရတယ်ဘာလို့လဲဆိုတော့သူကကျောင်းပေါ်မုံကြီးလို့ဘာလို့ထည့်တာများတော့သူကဟိုဖြစ်တယ် ဟိုနည်းနည်းဟိုမလိုင်းလိုမျိုးပေါ့နော်ခဲသွားပါဘောနော်ခဲသွားတဲ့ခါကျတော့အေးက3လီတာရှိုးလို့ရှင်3လီတာမကြမ်းဘူးအဲ့တော့3လီတာတည်းရော့ပြီးတော့ကြမ်းတယ်ပေါ့နော်အဲ့တော့သူအဝေးပြန်စားဒါမှမဟုတ်ခဲစားလေးရောသူရေနေနဲ့ပို့ထည့်ပြရတယ်အဲ့ဒါမှသူအတိုက်အတိုက်လောက်ဖြစ်တာပေါ့နော်အာဒီကတော့ throw မှာဆိုလို့ရှင်ပုံမှန်ဆိုရင်အာ60မီလီနဲ့100မီလီကြားမှာထည့်တယ်ပေါ့နော် အဲ့တော့တစ်ခါကျရင်100မီလီ100မီလီဖြစ်သွားတဲ့ခါလည်းဖြစ်သွားတယ်တစ်ခါကျရင်60မီလီလောက်ဖြစ်တဲ့ခါလည်းဖြစ်တယ်ပေါ့နော်100မီလီဖြစ်သွားတဲ့ခါကျရင်အထုပ်သုံးချိန်ရအောင်ပါပါရဲ့အဲ့ဒါကစူတဲ့ကြီးနည်းနည်းစူတဲ့ကြီးစောင့်ရမယ်နော်ဟိုခဲခဲကကြားတွေလို့စီတွေပျော်သွားတဲ့ပြင်ကိုပြန်ပြီးတော့စူပွက်လာတဲ့ကြီးစောင့်ရမယ်ဒါကဒါကခုနကပြောင်းកော်မို့ပေါ့နော် ပြောင်းកော်မို့ရေအေးနဲ့ဖြော်ထားတာ နည်းနည်းဖြောထားအနေထိုင်ပါဆိုလို့ပြန်ပြောမှုလာအဲ့တော့ခုနဟိုဘောနော်နိုးစီနဲ့ဂျိုးနိုးစီပစားတွေဂျိုးထားတဲ့ဟာပြန်ပြီးတော့စုပ်ွက်လာတဲ့ခါကျရင်ကြောင်းကော်မွန်ကိုလောင်းထည့်လိုက်ရပါတော့နော်ကျော်ပါရှင်ကြောင်းကော်မွန်ကိုကြီးပြောသားပြီကြီးပြောသားပြီဆိုရင်ကြီးပြောသားပြီဆိုရင်ဒီမှာထပ်ပြီးတော့ကြောင်းကော်မွန်လောင်းထည့်လိုက်တော့ ြန်ပြီးတော့စုပွက်အောင်ထီတော့စအောင်ပေါ့နော်စုပွက်အောင်မှုရပြရမယ်အမြဲတမ်းမပြတ်မှုရပြရမယ်ပေါ့နော်နုတ်ပါမုံကြီးဟိုဟာဒီဒီရေခဲတောင်းကကြတော့သူကဟိုနိုးစီတို့တကြားတို့ပါတော့သူကလည်းကတ်လွယ်အဓိကနိုးစီပါလို့ပေါ့နော်နိုးစီပါလို့ဘယ်လိုမမွေပဲထားလို့ရှိရင်သူကအောက်မှာကတ်သွားတာပေါ့နော်အဲဒါကြောင့်မလို့သူကိုအမြဲတမ်းမှုရပြရမယ်အဲ့တော့ပြီးတော့ အဲနောက်တစ်ခုကကြတော့မီးအားအရန်ကြီးမပြင်းအောင်လဲဂျူးဆက်ရမှာပေါ့နော်မီးအားအရန်ပြင်းသွားလို့ရှိရင်သူကဝေပြီးတော့ကြာတယ်အဲနောက်ပြီးတော့ခါကြတော့ဘယ်လိုရှိအိုးထဲမှာလေဟိုအိုးရွအရန်ပြည့်ရှံကြအောင်ရေရေအပြည့်ကြီးထည့်အောင်အဲ့ဒါဆိုရင်လည်းသူကစူးပွက်လာတဲ့ခါကျရင်ဝေပြီးတော့ကြာတယ်ပေါ့နော်ဝေကြာတာကဒီမှာဟိုကိုရှုပ်ပွားသွားတယ်တခါကြီးကြာဘူးလေအဲကြောင့်ပေါ့နော်နောက်ပြီးတော့ဒီဟာကိုစူးပွက်ပြီးပြီးဆိုပြီးတော့လည်းလေပိတ်ပြီးတော့မီးပိတ်ပြီးတော့အဖုံးကြီးသွားပြီးပိတ်လို့မရအောင်အဖုံးပိတ်ရင်လည်းဝေကြာသေးတယ်သူက မီးပိတ်ပြီးပြင်မယ်လေအဖုံးပိတ်ထားလို့ဆိုရင်မီးပိတ်ပြီးပြင်မယ်လည်းမရဘူးတော့ဝေးကြအကြောင်းလို့ဒါလေးကတော့စိတ်ရှိလို့ရှိနေမှွေပြီးမယ်မှွေပြီးပြီးတော့ပြန်ပြီးစုပွက်လာရဲ့ကြီးဆောင်လို့ဖြစ်ပါရဲ့သူဆိုရင်နည်းနည်းလေးပြန်ပြီးတော့ပွက်လာပြီပေါ့နော်ပွက်လာပြီအရင်ကြီးတော့မစုပွက်သေးဘူးအဲအနည်းဆုံး9မိနစ်ကနေ10မိနစ်တွင်တော့နည်းနည်းကြိုပေးရတယ်ပေါ့နော်နိုးနိုးစီထည့်ထားတဲ့အတွက်ကြောင့်မလို့ဒါနည်းနည်းလေးအကျက်ကျက်အောင်လို့ပြောမလား ကြက်အောင်ကြွားရတယ်မဟုတ်လို့ရှင်ကြွားမကြက်တကြက်ကြီးဖြစ်လို့ရှင်ဟိုအဲ့ဒါကွဲထွက်တတ်တယ်ပေါ့နော်ရေလို့ရှင်နေရေနေရလေအဲ့ဒါလည်းမဖြစ်တတ်ဘူးအဲ့ကြောင့်တို့ကိုတော့နည်းနည်းလေးစူအောင်ပွဲစူအောင်ပြန်တဲပေးရအောင်ပွဲစူအောင်တဲပေးရမယ်ကဲကြာလိုက်တာပွဲစူတော့ညံ့ညံ့ပပ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 ညံ့ပွဲစူတော့ Okay အဲ့တော့ဆိုရင်တော့ပွဲစူပြီးတော့อืม နောက်ဆိုရင်ပုပ္ပတ်ဆူကြီးပေါ့နော်အဲ့တော့ဒါလေးကိုမီးပိတ်ပြီးတော့မီးပိတ်ပြီးတော့အေးခံရမှာဖြစ်ပါတယ်အဲ့တော့မီးပိတ်ပြီးတော့လုံးဝအေးထားတဲ့အချိန်အေးခံမယ်အေးခံပြီးတော့မှအဲပေါမုံထည့်ထားတဲ့အိတ်ကလေးတွေကိုလူပေါမုံကြီးတွေကိုထည့်ပြီးတော့စီးပြီးတော့ရေခဲတရားတွေထည့်ပြီးတော့ရေခဲလိုက်ရမယ်ပေါ့နော်အဲ့တော့အခုဒါအေးခံရမှာဖြစ်ပါတယ်အေးခံဖို့က2နာရီနဲ့3နာရီကြာအချိန်မှညကြမှာပဲလို့တော့ ည10နာရီ17နာရီတောင်ကြာမှာပဲဒီကဲတော့ထုတ်တော့မယ်เนาะအခါကျရင်ထပ်ပြီးရိုက်ပြမယ် bye bye see you ကြာ